အလုံးမဲ့မင်္ဂလာပါကွယ်တီချဲကတော့စက်တမာရန်ပထဝီဝင်ဘာသာရက်ကိုသင်ကြားပေးမယ်တီချဲမှုပဲဖြစ်ပါတယ်အဲ့တော့တီချဲတို့ဒီနေ့အခန်းနှစ်လူမျိုးရေးပထဝီဝင်ရဲ့သင်ခန်းစာတစ်ဖြစ်တဲ့လူမျိုးရေးပထဝီဝင်အဓိပ္ပာယ်နဲ့လူမျိုးအုပ်စုကြီးများအကြောင်းကိုကြည့်ကြရအောင် ူမျိုးရေးပထဝီရဲ့အတိတ်ပဲကဘာမှာလူမျိုးအုပ်စုကြီး၃စုပေါ်လာတာเนาะအဲ့ဒါတွေကိုသိရှိနိုင်မယ်နောက်တစ်ခါမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေအကြောင်းလေ့လာသိရှိနိုင်မယ်တိုင်းရင်းသားတွေပြန့်နှံ့မှုအကြောင်းလူကြီးတိုးတက်လာဖို့အကြောင်းတွေကိုဒီချေတို့သိရှိနိုင်မှာဖြစ်တယ်အဲ့တော့ဒီချေအခုအခန်းနှစ်ကသင်္ကန်းစာတစ်ဖြစ်တဲ့လူမျိုးရေးပထဝီရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုရစပြီးတော့ဒါတို့သမီးတို့ကိုပြောပြပေးမယ်เนาะ ကမ္ဘာနေရဒေတာအလိုက်ကွဲပြားတဲ့ပထဝီဝင်အချင်းရာဩနေရဒေတာအလိုက်ကွဲပြားတယ်တနေရာနဲ့တနေရာမတူဘူးလေဒီချေလို့မြန်မာနိုင်ငံမှာတောင်ပေါ်ဒေတာရှိမယ်မြေပြန့်ဒေတာရှိမယ်ဟုတ်ပြီနော်မိုးများတာရှိမယ်မိုးနေတာရှိမယ်ဒါရီယာပထဝီဝင်အကြောင်းရာတွေအဲ့လိုကမ္ဘာမှာနေရဒေတာအလိုက်ကွဲပြားခြားနားတဲ့ပထဝီဝင်အကြောင်းရာတွေကြောင့်လူတွေနေထိုင်တဲ့သူတို့ရဲ့လူမှုရေးတွေစီးပွားရေးတွေလက္ခဏာရက်တွေဟာ ဘလို့အပြန်အလှန်ဆက်ဆက်နေလေဆိုတာကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်။ကဘာပေါ်မှာလူတွေအများကြီးပြန့်နှံ့နေထိုင်နေတယ်။အရင်ကြီးမှုထုံးစံနေလည်းမတူဘူး၊ကွဲပြားခြားနာတယ်။နော်ဒါကြောင့်မို့လူမွေးပထဝီဘာသာရပ်ဟာလေ့လာမှုနည်းပယ်ရလေသူ့ရဲ့ညီအစ်ကိုကို လိုက်ပြီးတော့ကွဲပြားတယ်ဆိုတာကိုတစ်ချက်အရင်ဆုံးဒါပြပြချင်ပါတယ်။အဲ့တော့ဒီချေတို့နောက်အကြောင်းအရာတစ်ခုဖြစ်တဲ့လူမျိုးအစုကြီးရဲ့စတင်ပေါက်ပေါက်လာပုံကိုဆက်ပြီးတော့ကြည်ကြအောင်နော်။ ။ဟောကဘာပေါ်မှာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2000 3000ကြားမှာအာရှရဲ့အာဖရိကရဲ့ဥရောပရဲ့ဆိုပြောတိုက်ကြီး3တိုက်တည်ရှိတဲ့နေရာမှာ လူမျိုးကလည်းအုပ်စုကြီး3စုစပြီးတော့ပေါပေါက်လာတယ်။အဲအဲ့ဒါတွေကဘာတွေလဲဆိုရင်တီချဲတို့ဆက်ပြီးတော့ကြည့်ကြရအောင်เนาะအဲ့မှာအာဖရိကနော်အာဖရိကလို့ခေါ်တဲ့နေရာကနေပြီးတော့အဲ့အာဖရိကတိုက်ကနေအခြေပြုနေထိုင်တဲ့နီဂရိုက် နီကရိုက်လို့ခေါ်တဲ့နောက်တစ်ခါဥရောပတိုင်းနဲ့အာဖရိကတိုက်ကြားမှာအခြေပြုတဲ့ Cot K Swipe နောက်တစ်ခါအာရှတိုက်ကိုအခြေပြုပြီးတော့ Mongol Light ဆိုပြီးတော့လူမျိုးအုပ်စုကြီး၃စုဖြစ်တယ်။ Mongol Light ကိုကြတော့အရှိအာရှနဲ့အာရှအရှိတောင်ပိုင်းမှာအများအဖြစ်တွေ့ရတယ် အမြန်မာလူမျိုးတွေကမွန်ဂိုလိုက်အုပ်စုကနေဆင်းသက်လာတာဖြစ်တယ်။အဲ့တော့ဒီချဲအခုဖော်ပြထားတဲ့ပုံလေးကိုကြည့်ပါ။အဲ့ဒီမှာလူမျိုးအုပ်စုကြီးတွေဘယ်လိုမျိုးပြန့်နှံ့နေထိုင်နေဆိုတာကိုပြထားတာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ဒီချဲတို့အခုဒီနေ့ပြောခဲ့တဲ့အကြောင်းအရာပါလေ။နော်။လူမျိုးရေးပထဝီဘာသာရပ်အတိတ်ပဲဖွင့်ဆိုတာဒီချဲကပြောသလိုပဲနော်။တဏှာနဲ့တဏှာနေရာဒေတာအလိုက် ကွဲပြားခြားနားတဲ့ကြောင့်မို့ပထဝီအကြောင်းအရာတွေကလည်းမတူဘူးเนาะကြောင့်မို့နေထိုင်တဲ့လူတွေရဲ့လူမှုရေးတွေစီးပွားရေးလက္ခဏာရက်ကြရလဲအပြန်အနှံဘလို့ဆက်ဆက်နေတယ်ဆိုတာကိုလိလာတဲ့ဘာသာရပ်ဖြစ်တယ်ဟုတ်ပြီเนาะအဲ့အချက်ကိုသိတယ်အဲ့တော့လူမျိုးအုပ်စုကြီးကိုကြည့်မယ်ဆိုလို့ရှိရင်เนาะသုံးစုတွေ့ရမယ်ပါရင်လေ Negroid Caucasian Mongoloid ဖြစ်တယ် မြန်မာလူမျိုးတွေကဘယ်ကလာလဲမွန်ဂိုလိုက်အုပ်စုကဆင်းသက်လာတယ်ဆိုတဲ့အချက်ကအဓိကအနေနဲ့သားတို့မှတ်သားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့တီချဲပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်းနှင်းလူမျိုးရေးပထဝီဝင်ရဲ့သင်ခန်းစာ၁လူမျိုးရေးပထဝီဝင်အတိတ်ပဲနဲ့လူမျိုးအုပ်စုကြီးရဲ့အကြောင်းအရာပဲဖြစ်ပါတယ်သားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့တီချဲမျှော်လင့်ပါတယ်နော်နောက်သင်ခန်းစာမှာတီချဲနဲ့ပြန်ပြီးတွေ့ကြရအောင်